American စစ်တပ်ရဲ့ဖိအားပေးမှုဖြူဟာအလုပ်ဖြစ်နေပါပြီ ဟူတီတပ်ဖွဲ့တွေဖြိုခွဲနေပြီးအခုဆိုသူတို့မှာပိုကြီးမားတဲ့ပြဿနာတစ်ခုရှိနေပါတယ်။အမေရိကန်ကအရှိမင်ကိုဘုံတွေမိုးရွာသွန်းနေချိန်မှာအီရန်ကဟူတီတွေကိုဆွန့်ခွာလိုက်ပါတယ်။ဒီလိုရှာမှုကကြီးမားတဲ့အကျိုးဆက်တွေရှိနေပါတယ်။ဘယ်လနီကအခြေအနေအထွက်အမှတ်ကအီရန်ရဲ့အားနည်းလာနိုင်တဲ့အခြေအနေအထွက်ပါအရေးကြီးပါတယ်။အီရန်ဟာသူ့ရဲ့အရေးပါဆုံး project တပ်ဖွဲ့တစ်ခုကိုထောက်ပံ့မှုရလိုက်တာကြောင့်မှဧပြီလ3ရက်နေ့မှာဗြိတိန်အခြေစိုက်သတင်းဌာန Telegraph က အီရန်ဟာသူ့ရဲ့စစ်သားအားလုံးကိုရှေမင်ကနေရှုတ်သိမ်းခိုင်းလိုက်တယ်လို့ဖော်ပြခဲ့ပါတယ်။ အီရန်ကအရှိမဲမှာစစ်သားဗန်နယောက်ချထားခဲ့တယ်ဆိုတာတိတိကျကျမသိရပေမဲ့ဆယ်နှစ်ကျော်ကြာပြည်ရင်းစစ်ဖြစ်နေတဲ့ဒီနိုင်ငံမှာအီရန်ကသူ့ရဲ့ Revolutionary Guards အဖွဲ့ဝင်တွေကိုချထားခဲ့တာပါ၂024ခုနှစ်ဇန်နဝါရီမှာအီရန်ကဗိုလ်ချုပ် Abdul Rizal Sashwali တီချတဲ့ Revolutionary Guards အဖွဲ့ကို ရှေ့မင်းကိုဆီလုပ်ခဲ့ပါတယ် Washington Institute ရဲ့ဖော်ပြချက်အရ၂020ခုနှစ်က Trump အုပ်ချုပ်ရေးတုန်းကဒီဗိုလ်ချုပ်ကိုလောက်ကျန်ဖို့ းစားခဲ့ဖူးပါရယ် shock wallie အခုထိရင်မမာရှိမနေဘူးလားဆိုတာအတိအကျမသိရပေမဲ့အကယ်လို့ရှိနေခဲ့ရင်အခုအီရန်ရဲ့ဆိုးခွာမှုက သူနဲ့သူ့တပ်သားတွေအိမ်ပြန်နေကြပြီလို့ဆိုလိုပါတယ် Telegraph သတင်းဌာနကအမည်မဖော်လိုတဲ့အီရန်အရာရှိတဦးကိုကိုးကားပြီးဒီဆုံးဖြတ်ချက်ကို Trump ရဲ့ရည်မှန်ကိုအပြင်းအထန်ပုံကျဲမှုနဲ့အကျူအီရန်ကိုညှိနှိုင်းဆွေးနွေးဖို့ဖိအားပေးနေတဲ့ကာလမှာခြံမှန်းလိုက်တာလို့ဆိုပါတယ် အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်တဲ့ညှိနှိုင်းမှုတွေအတွဲပါဒီအရာရှိရဲ့ပြောကြားချက်အရအီရန်အတွင်းမှာအခုဆွေးနွေးမှုတွေကထရန်ပါနဲ့သူ့ကိုဘယ်လိုဂိုင်တွေဖြည့်ရှင်းမလဲဆိုတာကိုအယုံဆိုင်နေပါတယ်စီးဝေးတိုင်းမှာသူ့အကြောင်းကိုပဲဆွေးနွေးနေကြပြီးအရင်ကထောက်ပံ့ခဲ့တဲ့ဒေတာဆိုင်ရာအဖွဲ့တွေအကြောင်းဆွေးနွေးမှုတွေမရှိတော့ဘူးလို့ဆိုပါတယ်ဒါဆိုအီရန်ကဘာလို့ရှီမင်ကနေစုခွာနေတာလဲကျောင်းရဲတစ်ခုကဘုံကျဲမှုတွေကြောင်းလို့ထင်ရပါတယ်အမေရိကန်ကရှီမင်ကိုစတင်တိုက် ုက်ခိုက်လိုက်ပြီးထရမ်ပါကဒါကိုမယုံနိုင်လောက်အောင်အောင်မြင်တဲ့တိုက်ခိုက်မှုလို့သရုပ်ဖော်ပြောဆိုပါရယ်မက်ရှလာ15ရက်ကနေအခုထိအမေရိကန်ဟာပူတီရရဲ့ပြစ်မှတ်တွေကိုဘုံကျဲနေတာပါဒီလိုရက်မှာလူဒါဇင်နဲ့ချီတိတ်ဆုံခဲ့ပါရယ်ပူတီရကတော့အမေရိကန်ဘုံကျဲမှုတွေကရှင်မင်းရဲ့လူဦးရေစူးစီးရနေရာတွေကိုပြစ်မှတ်ထားတာလို့ကြေညာဖို့စူးစမ်းနေပါရယ် မက်လ15ရက်မှာအမေရိကန်ဘုံတွေကြောင့်လူ31ယောက်သေပြီးတရာတယောက်ဒဏ်ရာရတယ်လို့ဆိုပါတယ် တဖက်မှာလည်းအမေရိကန်ကသူတို့ရဲ့ပုံကျဲမှုတွေဟာဟူဒီခေါင်းဆောင်တွေနဲ့အရေးပါတဲ့စစ်ရေးနေရာတွေကိုအောင်မြင်စွာဖျက်ဆီးနိုင်ပြီးဘယ်လင်နီမှာဂုံတင်သင်္ဘောတွေကိုတိုက်ခိုက်နိုင်စွမ်းရော့ချသွားတယ်လို့ဆိုပါရယ်အမှန်တရားဒီနှစ်ခုကြားထဲမှာရှိနေမယ်ထင်ပါရယ်အမေရိကန်ရဲ့ပုံကျဲမှုတွေကမပြတ်မလတ်ဖြစ်နေပြီးဟူဒီတွေနဲ့အီရန်အပေါ်ဖိအားပေးဖို့ထရန်ပါကနိုင်စဉ်ပုံကျဲမှုတွေကိုလှုပ်ဖို့အမိန့်ပေးထားတာပါ ပုံတိမ်မှုစတင်တဲ့ဒုတိယပတ်မြောက်နေ့မှာ BBC ကဆန်အာမြို့မှာဟူတီစီရင်နေရာကြီးတစ်ခုကိုဖျက်ဆီးလိုက်ပြီးအနည်းဆုံးလူတစ်ယောက်ထိကြောင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဧပြီ3ရက်မှာဖြစ်ခဲ့တဲ့နောက်ဆုံးပုံကျဲမှုမှာတော့အနည်းဆုံးလူ6ယောက်သေဆုံးခဲ့ပါတယ်။ American ကရှီမင်ရဲ့တပုံထိန်းချုပ်ထားတဲ့နေရာတချို့ကိုပုံကျဲခဲ့တာပါ။စုစုပေါင်း Trumper ရဲ့တိုက်ခိုက်မှုတွေကြောင့်ရှီမင်မှာအနည်းဆုံးလူ69ယောက်သေဆုံးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေနဲ့အတူ American ဟာအရှိအလေပိုင်းမှာစစ်အင်အားတိုးချဲ့မှုတွေလုပ်နေပါတယ်။ B2 Spring Spawn ဂျဲလေးရင်အနည်းဆုံး6စီးကိုအိန္ဒိယသမုဒ္ဒရာတွေက UK ထိန်းချုပ်တဲ့ဂျုံငယ်လေးပေါ်မှာရှိတဲ့ Dargo Garcia စစ်စခန်းကိုဆေးလွှတ်ထားတာဖြစ်ပါတယ်။ ဒီစစ်စခန်းကအီရန်ရဲ့ဒုံးကျည်အကွာအဝေးအပြင်ဘက်မှာရှိပြီးအီရန်ရဲ့ပြင်းထန်တဲ့မဝင်နိုင်ပေမဲ့အမေရိကန်ရဲ့ဘုံကျဲလေယာဉ်တွေနဲ့လေယာဉ်စီးဖြည့်စက်တွေအကြားအဆင်ပြေတဲ့နေရာမှာရှိပါတယ်။ဗီဒူးလေယာဉ်တွေကိုဆင်လွတ်တာဟာအီရန်ကိုတတိပေးလိုက်တာပါ။အမေရိကန်ကဟူသီတွေနဲ့စပြီးထရမ်ပါလိုချင်တာမရရင်အီရန်ကိုပါအာယုံဆိုင်လာမယ်ဆိုတဲ့သဘောပါ။တခြားအမေရိကန်လုံရည်တွေထဲမှာ USS Carl Vinson Leyenden Memorial ကို အနီးပင်လေးကိုဆေလွတ်တာပါဝင်ပါရယ် အခုအဲ့ဒီအရာမှလျင်တင်တင်မောစီဟာအရှိအလေပိုင်းကိုသွားနေပြီးအနီးပင်လယ်မှာရှိနေတဲ့ USS Harry S Truman နဲ့အတူတွဲဖက်အလုပ်လုပ်မှာဖြစ်ပါတယ် USS Carvison ရောက်လာရှင်တော့အဲ့ဒီဒေသမှာ American ရဲ့လေတဲအင်အားနှစ်ဆတိုးတော့မှာဖြစ်ပြီးတော့ဟူဒီခေါင်းဆောင်တွေအတွက်ပို့ပြီးတော့အန်ဒီရဲ့များလာမှာပါဒါအပြင် Mesh လာနောက်ပိုင်းမှာ American က124 Fighter Wing တပ်ဖွဲ့ကိုအရှိအလေပိုင်းကိုဆေးလွတ်မယ်လို့ကြေညာခဲ့ပါတယ်အဲ့ဒီတပ်ဖွဲ့မှာ A10 Thunderbolt Hawk မြေပြင်တိုက်ခိုက်ရေးလေးရင်တွေစစ်သည်300ပါဝင်ပါတယ်။ဒါကြောင့် PR တွေပုံများလာပါတယ်။ဟူဒီတွေဘက်ကလည်းတုံ့ပြန်ဖို့ကြိုးစားနေပါတယ်။ Telegraph သတင်းဌာနကဆန်အာမြို့မှာရုရှားစစ်ရေးကျွမ်းကျင်သူတို့အုပ်ရှိနေပြီး American Legion သင်္ဘောတွေကိုပြန်လည်တိုက်ခိုက်နေတွေကိုဟူဒီတွေကိုအကြံပေးနေတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီကျွမ်းကျင်သူတွေမှာလည်းတခြားရည်ရွယ်ချက်ရှိနေပါတယ်။ရုရှားကဟူဒီတွေကို American အပေါ်အာရုံစိုက်ဖို့ပြောရင် Sorry Arabia ကိုတိုက်ခိုက်မှုတွေမလို ုပ်ဖို့လည်းကြားမြင်နေပါတယ်။အကြောင်းကတော့ရှူဂရင်းစစ်ပွဲနဲ့ပတ်သက်တဲ့စစ်ပြေငြိမ်းရေးဆွေးနွေးပွဲတွေကိုထရန်ပါနဲ့ပူချင်တို့ sorry မှာပဲလုတ်ခဲကြတာအကြောင်းပါ။အနည်းပင်လေမှာဟူတီရဲ့ American ရေတပ်ကိုတိုက်ခိုက်မှုတွေကဒုတိယကမ္ဘာစစ်ကလေးက American ရေတပ်သားတွေဂျုံတွေးခဲ့ရတဲ့အပြင်းထန်ဆုံးအခြေအနေဖြစ်လာပြီလို့ယူဆရပါတယ်။ဒါပေမဲ့ဟူတီရဲ့ဒုံးကြီးနဲ့ drone တွေကတိုက်ရိုက်မထိမှန်သေးပါဘူး။ American ကတော့ရှီမင်မှာနိုင်စင်ပြတ်မှတ်တွေကိုအအောင်မြင်မြင်ထိမှန်နေပါတယ်။ ရိကန်ရဲ့ဘုံကျဲအောင်မြင်မှုကအီရန်ဘာလို့ဆုတ်ခွာနေရတယ်ဆိုတဲ့အကြောင်းရင်းနောက်တစ်ခုကိုညွှန်းနေပါတယ်။အီရန်ကအမေရိကန်နဲ့ထိထိုက်ရင်ဆိုင်ဖို့မလိုချင်ဘူးဆိုတာပါပဲ။ Telegraph နဲ့စကားပြောခဲ့တဲ့အရာရှိကလည်းဒီအကြောင်းကိုအတိုးကျုံးဖော်ပြခဲ့ပါတယ်။အီရန်ကသူ့ရဲ့ဝန်ထမ်းတွေကိုအမေရိကန်လေကြောင်းတိုက်ခိုက်မှုတွေမှာပတ်သက်မသွားစေချင်ဘူးလို့ဆိုပါတယ်။တကယ်လို့အီရန်စစ်တဲ့အရာရှိတဦးရှေးမြမှာဘုံကျဲခံရရင်အီရန်အနေနဲ့ထုံးပြန်ဖို့ရွေးချယ်စရာမရှိတော့ပါဘူး။အရှိအလေပိုင်းမှာအဓိ ီကအာနာရှင်နိုင်ငံအဖြစ်ရပ်တည်နေတဲ့အီရန်အတွက်အမေရိကန်ကသူ့ဝန်ထမ်းတအူးကိုတပ်ဖြတ်ခွင့်ပြုလိုက်ရင်ဟူဒီတွေကိုအီရန်ကူညီနေတယ်ဆိုတာအတည်ပြုသွားသလိုဖြစ်ပြီးတော့ဒိုင်းရိုက်ရင်ဆိုင်မှုကိုဥတီသွားစေမှာဖြစ်ပါတယ်။ Global Fire Power GFP ရဲ့အဆိုအရအီရန်နဲ့တိုင်းရိုက်ရင်ဆိုင်ရင် American အလွယ်တကူနိုင်မှာပါ GFP ကအနည်းစင်နိုင်ငံ145နိုင်ငံရဲ့အဆင့်အင်အားကိုအချက်60ကျော်နဲ့အဆင့်သတ်မှတ်ပါတယ် American ကကမ္ဘာအမြင့်ဆုံး စစ်အင်အားဖြစ်ပြီးတော့အီရန်က16နေရာမှာရှိရာဖြစ်ပါတယ်။အမေရိကန်မှာတမရော်သာ7.3သန်း8သန်းရှိပြီးတော့အီရန်ထက်9,100ပိုများပါတယ်။အရန်တပ်ဖွဲ့ဝင်9,9950ရှိပြီးတော့အီရန်မှာ3,5000ပဲရှိပါတယ်။ဘယ်ဘက်ကိုကြည့်ကြည့်အမေရိကန်တာနေပါတယ်။ အမေရိကန်ကနေစင်စစ်အသုံးစရိတ်895ဘီလီယံသုံးပြီးအီရန်က15ဘီလီယံပဲသုံးပါတယ်။အမေရိကန်မှာလေရင်13000ကျော်ရှိပြီးတော့အီရန်မှာ950စီးပဲရှိပါတယ်။တန်ကျက်ကရင်6ဆတင်ကား3000ပိုများပြီးရေတပ်အင်အားလည်း3ဆကြီးမှပါတယ်။အီရန်ဟာဒီနေ့တော့အမေရိကန်နဲ့တိုက်ရိုက်ရင်ဆိုင်ဖို့မလိုချင်ဘူးဆိုတာသိတာလာပါပြီ။အခုချိန်မှာတော့အီရန်ကရှောင်းတိန်နေတာကအကောင်းဆုံးနည်းလမ်းလို့ဆုံးဖြတ်လိုက်ပြီးချင်ပါတယ်။ရှီမင်မှာ အီရန်စစ်သားတွေမရှိတော့တဲ့အတွက်အမေရိကန်နဲ့အီရန်ကြားအခုလိုမျိုးမတော်တဆပြိပခဖြစ်နိုင်ကြလည်းမရှိတော့ပါဘူး။ဒါ့အပြင်အီရန်နေနဲ့လည်းထရမ်ပါရဲ့ရေမင်ပုံကျဲမှုတွေဟာအမေရိကန်သမ္မတပြောသလိုအောင်မြင်နေတယ်ဆိုတဲ့အချက်ကိုလက်ခံလာရပါပြီ။ဥပမာမက်ရှလ25ရက်မှာ ပုံကျဲမှုတစ်ခုကဟူဒီအကြီးဆုံးနိုင်ငံကြီးခေါင်းဆောင်ဝင်ဝက်ဆမ်ဝက်ဆလဆတ်ကိုတည်စေနိုင်တယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်။ RSS ဆိုတဲ့ဟူသည့်အရာရှိခြင်းရာ match လောက်ကုန်ပိုင်းမှာရုပ်ရည်ပြောက်ွယ်သွားသလိုဖြစ်နေပါတယ်ဒီလိုကြီးရဟူသည်တွေရဲ့အဓိက project main တူဖြစ်ပြီးတော့ X Twitter ပေါ်မှာ Israel ကိုစန့်ကျင်တဲ့ video တွေအချိန်ချင်းတင်ခဲ့တဲ့သူပါ သူရဲ့နောက်ဆုံး Twitter ကမက်လ20ရက်က history တို့တည်ကြည်ကြပါစေဆိုရဲစာတို့လေးပဲဖြစ်ပါတယ်။အရင်နေ့ကစပြီးတော့ဘာမှမတင်တော့ပါဘူး။ El Asad နဲ့ဟိုဒီကောင်းဆောင်တွေအများစုကအခုချိန်မှာမြေအောက်မှာပုံနေတာသို့မဟုတ်အမေရိကန်ပုံကျင်းမှုရဲ့သားကောင်တွေဖြစ်သွားနိုင်ပါတယ်။ အီရန်ကဒီအခြေအနေတွေအားလုံးကိုကြည့်နေပြီးတော့အခုဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါပြီ။ဟူဒီတွေကိုဆက်ပြီးထောက်ပံ့ဖို့မလိုတော့ဘူးဆိုတဲ့အဆုံးဖြတ်ချက်ပါ။ Telegraph နဲ့စကားပြောခဲ့တဲ့အရာရှိရလဲဒီအချက်ကိုအတည်ပြုနေပါတယ်။ဒီမှာတော့ဟူဒီတွေဟာဆပရရှင်တန်နိုင်မှာမဟုတ်ဘူးလို့မြင်ပါတယ်။သူတို့ရဲ့အနောက်ဆုံးလာတွေသို့မဟုတ်ရက်တွေကိုဖျက်တမ်းနေကြတာပါ။ဒါကြောင့်သူတို့ကိုကျွန်တော်တို့ရဲ့စီးရင်မှာဆက်ထားဖို့အတိတ်ပဲမရှိတော့ပါဘူးလို့အဲဒီအရာရှိကအေးဆက်ဆက်ပြောဆိုသွားပါတယ်။သူတို့တွေက နာဆရယ်ဟစ်ဘောလာအဖွဲ့ချုပ်ရဲ့ရခင်အထွေထွေအတွင်းရင်းမှုနဲ့အဆက်စီးရီးယားရခင်သမ္မတတို့နဲ့ဆက်နွယ်နေတဲ့ဩဇာလွှမ်းမိုးမှုဂွင်းဆက်ရဲ့အစိတ်အပိုင်းတွေပါဒီဂွင်းဆက်တွေကတစိတ်တစ်ပိုင်းကိုပဲအနာဂတ်အတွက်ဆက်ထားဖို့ဆိုတာအတိအပြည့်မရှိဘူးလို့အရီအီရန်အရာရှိကဖွင့်ဟပြောဆိုသွားပါတယ်ဒီအချက်ကအီရန်ဟာအရှိအလေပိုင်းမှာဩဇာလွှမ်းမိုးဖို့ဖူတီတွေဟစ်ဘောလာနဲ့ဆီးရီးယားကိုတတဲကြွအသုံးချနေရဲဆိုတာဖော်ပြနေပါတယ် ။အခုဆိုရင် asset also ear ရုံရင်းနေပြီဖြစ်တဲ့အတွက်ဒီအုံးစာလွှမ်းမှုမှုခွင်းဆက်ရဲ့အရေးပါတဲ့အပိုင်းပြည့်စည်သွားပါပြီ။ Hisbollah ကလည်း Israel နဲ့ရင်ဆိုင်ရင်အားနည်းလာနေပြီးအခုဆိုရင် Houthi တွေလည်းတိုက်ခိုက်ခံနေရပါပြီ။ အီရန်နေနဲ့အမေရိကန်ရဲ့ဖိအားကိုမခံနိုင်တော့မဲ့အဖွဲ့တစ်ခုကိုဆက်ပြီးတော့ထောက်ပံ့မဲ့အစားဖြတ်တောက်ပြလိုက်တာပိုကောင်းတယ်လို့ယုံကြည်နေပါတယ်။ဒါဆိုအီရန်ကဟူဒီတွေကိုဆွန့်လွှတ်လိုက်တာကအရှိအလေပိုင်းအခြေအနေအတွက်ဘာလို့ဆိုလိုတာလဲ။အမေရိကန်ရဲ့ဖိအားပြူဟာအလုပ်ဖြစ်နေတယ်ဆိုတာပါပဲ။ Chad Handhouse အပြည်ပြည်ဆိုင်ရာဆက်ဆံရေးအထွေထွေခေါ်ဌာနက Channel Wilco က Telegraph ကိုပြောကြားချက်အရ Trump ရဲ့အရှိန်မင်းကဟူတီတွေဆိုင်ရာချင်းကံမှုဟာရခင်သမ္မတဂျိုးဘိုင်ဒန်ရဲ့2024ခုနှစ်ကချင်းကံမှုနဲ့တော်တော်လေးကွာခြားပါတယ်။ဘိုင်ဒန်ကဟူတီတွေကိုခုခံကာကွယ်ရေးသဘောထားနဲ့ချင်းကပ်ခဲ့ပြီး2021ခုနှစ်မှာအကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်မှုကိုရုပ်သိမ်းခဲ့ပါတယ်။ Trump ကအဒီဆုံးဖြတ်ချက်ကိုပြန်လည်ပြောင်းလဲခဲ့ပြီးတော့2024 ီကိုနေကသူ့ရဲ့တိုက်ခိုက်မှုတွေဟာတုံ့ပြန်မှုသဘောဆောင်တာထက်ဂျိုဒင်ကာကွယ်ရေးသဘောပိုဆောင်တယ်လို့ဝက်ခေါ်ကဆိုပါတယ် ထရန်ပါကဘိုင်ဒန်အုပ်ချုပ်ရေးထက်ပြည်ပခန့်တွေကိုအဆုံးသတ်ဖြည့်ရှင်းရမှာပိုထိရောက်တယ်ဆိုတာတတိပြဖို့ကြိုးစားနေတယ်လို့ဝီခေါ်က Telegraph ကိုပြောကြားခဲ့ပါတယ်ဒီတိုင်းခိုက်မှုတွေကသူထောက်ခံတဲ့အများဆုံးဖိအားပေးမှုဖြူဟာနဲ့ဆက်ဆက်နေပြီးအီရန်နဲ့ခုခံမှုဝင်ရိုးကိုသူအုပ်ချုပ်ရေးကဒေတာရင်းမတည်ငြိမ်မှုတွေကိုပုံမရရင်စွာဖြည့်ရှင်းမယ်ဆိုတဲ့သတင်းစကားပို့ချင်တာပါလို့ဆက်ပြောပါတယ်ဒီဖိအားကအီရန်နဲ့ဟူတီတွေနှစ်ခုလုံးကိုဥတီနေပါတယ်အီရန်ရဲ့ဘက်မှာတော့ Trump ဖိ ီအားအလုံးကိုအရင်ကပြောခဲ့တဲ့အကြောင်းရင်းတစ်ခုကြောင့်ပေးနေတာပါ။အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးညှိနှိုင်းဆွေးနွေးဖို့အီရန်ကိုစပွဲဝိုင်းပေါ်ရောက်စေချင်နေပါတယ်။မက်ရှလာရောကထရမ်ပါကအီရန်သမ္မတဗစ်ဆူဒက်ဖ်အက်စမနီယန်စီကိုစာတစောင်ပို့ပြီးတော့အမေရိကန်ကဆွေးနွေးမှုစတင်ချင်တယ်လို့ပြောခဲ့ပါတယ်။အီရန်ကတော့ဒီအဆိုကိုပယ်ချလိုက်ပါတယ်။ သူကကျွန်တော်တို့ကအမေရိကန်သမ္မတရဲ့စာကိုအိုမန်ကတည်းကစစ်အကြောင်းပြန်ခဲ့ပြီးတိုင်းရဲ့ဆွေးနွေးမှုရွေးချယ်စရာကိုပယ်ချခဲ့ပေမဲ့သွေးဝိုက်ဆွေးနွေးမှုတွေအတွက်တော့ဖွင့်ထားပါတယ်လို့ပြောပါတယ်ဒီတုံးပြန်မှုကြောင့်ထရမ်ပါကအရေးအပြောခဲ့တဲ့အရှိအလေပိုင်းမှာအမေရိကန်စစ်အင်အားထိုးချဲ့မှုတွေကိုအားပေးရတဲ့အတူဟူသီတွေကိုဘုံကျဲမှုတွေတုံ့ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်ထရမ်ပါကအီရန်ကိုရှင်းရှင်းလင်းလင်းသတင်းစကားပေးလိုက်တာပါ မင်းတို့နျူကလ িয়ার လက်နက်မရနိုင်ဘူးဆိုတဲ့သတင်းစကားဖြစ်ပါတယ်ဒီသတင်းစကားကအချိန်ကြိုက်ပါပဲအီရန်ဝက်အရာအီရန်ဟာသူ့ကိုယ်ပိုင်နျူကလ িয়ার ခေါင်းတွေကိုဖန်တီးဖို့နှိစက်နေပြီလို့သိရပါတယ်အီရန်ဟာယူရေနီယံကို60ရာခိုင်နှုန်းအထိချက်လုံနိုင်တဲ့အဆင့်ကိုရှောင်နေပါပြီယူရေနီယံ235 U235 ဆိုတာယူရေနီယံနဲ့မှာတဘာဝအတိုင်းတွေ့ရတဲ့ isotope တစ်မျိုးဖြစ်ပြီးတော့ neutron နဲ့ထိမှန်ရင် fission ဖြစ်စေနိုင်ပါတယ် deficient ကနေအလွန်ကြီးမားတဲ့စွမ်းအင်ထုတ်လုပ်မှုဖြစ်စေပြီးနျူကလ িয়ার ကောင်းပေါက်ကွဲဖို့လိုအပ်တဲ့ chain reaction ကိုစတင်နိုင်ပါတယ်။ခေတ်သစ်နျူကလ িয়ার လက်နက်အများစုက U-235 90%အထိချက်လုထားတာကိုသုံးကြပေမဲ့ U-235 25%ပဲပါတဲ့နျူကလ িয়ার လက်နက်တောင်တည်ဆောက်နိုင်ပါတယ်။ဒါကြောင့်အီရန်ဟာနျူကလ িয়ার ကောင်းတည်ဆောက်ဖို့ဆက်လုလုံလောက်တဲ့ချက်လုပြီးတော့ယူရေနီယံရဖို့လမ်းစားပေါ်ရောက်နေပြီဖြစ်ပါတယ်။အီရန်ကယူရေနီယံချက်လုဖို့ centrifuge တွေကိုလည်းထပ်မံတက်ဆက်နေပြီဖြစ်ပါတယ်။ ဥပမာ2020နိုဝင်ဘာမှာ IR2M Centrifuge 184လုံးပါတဲ့ Cascade တစ်ခုကိုတက်ဆင်ခဲ့ပြီးတော့2021ခုနှစ် February မှာလည်း IR6 Centrifuge တွေနဲ့အလားတူ Cascade တစ်ခုကိုတက်ဆင်ခဲ့ပါတယ်။ Iran က IR2M Centrifuge 3000လုံးကိုတက်ဆင်နိုင်မယ်ဆိုရင်တော့လေးလာတွင်မှာနျူကလ িয়ার လက်နက်တီးဆောင်နိုင်တယ်လို့ Iran Wash ကဆိုပါတယ်။ IR6 Centrifuge တွေဆိုရင်တော့နှစ်လခွဲကြာမယ်လို့ဆိုပါတယ်။တနည်းအား ားအဖြစ်အီရန်ဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုတဖြည်းဖြည်းနှီးစပ်လာနေပါပြီ။အီရန်ကထရမ်ပါရဲ့ဆွေးနွေးမှုတောင်းဆိုချက်ကိုပထမဆုံးညှင်းပယ်တဲ့အခါထရမ်ပါကအမေရိကန်ဟာအီရန်ကိုဘုံကျဲပစ်ဖို့မလွဲမသွေဖြစ်လာနိုင်တယ်လို့ထုံးပြန်ပြောဆိုခဲ့ပါရင်အီရန်ကလည်းထရမ်ရဲ့ဖိအားကြောင့်သူတို့ရဲ့နျူကလ িয়ার ရှင်မန်းချက်တွေကိုအရှိန်မြှင့်ဖို့ရွေးချယ်စရာမရှိတော့ဘူးလို့ပြန်လည်ထုံးပြန်ခဲ့ပါရင်အီရန်ရဲ့အကြီးအကဲအရတိုလက်အလီကမနီရဲ့အကြံပေးချက်ဦးကအီရန်ရဲ့သဘောထားကိုရှင်းပြခဲ့ပါရင်ကျွန်တော်တို့က နျူကလ িয়ার လက်နက်ဘက်ကိုဦးတည်မနေပါဘူးဒါပေမဲ့အီရန်နျူကလ িয়ার ကိစ္စမှာ မာယိုနဲ့အရာတခုခုလုပ်မယ်ဆိုရင်အီရန်ကိုအဲဒီဘက်ကိုဥတီစေဖို့ဖိအားပေးရရောက်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သူကိုယ်သူကာကွယ်ဖို့လိုအပ်လာလို့ပါ။အီရန်ကဒါအောင်မလုပ်ချင်ပေမဲ့ရွေးချယ်စရာမရှိတော့ပါဘူး။ April 2ရက်မှာ Azorix သတင်းဌာနကထရန်ဟာအခုအချိန်မှာအီရန်ရဲ့နျူကလ ియర్ အစီအစဉ်နဲ့ပတ်သက်ပြီးတော့တွယ်ဝိုက်ဆွေးနွေးမှုတွေလုပ်ဖို့အသေးအတန်စဉ်းစားနေတယ်လို့ဖော်ပြခဲ့ပါတယ်။ဒါပေမဲ့သူဆုံးဖြတ်ချက်ချနေချိန်မှာအီရန်ဟာဟူတီတွေကိုလေကြောင်းတိုက်ခိုက်မှုတွေကတဆင့်ဖိအားပေးနေအောင်မှာဖြစ်ပါတယ်။ အီရန်ကဟူသီတွေကိုဆွန့်လွှတ်လိုက်တာကအမေရိကန်ရဲ့ဖိအားတွေအလုံးဖြစ်နေတယ်ဆိုတာကိုဖော်ပြနေပါတယ်။ထရမ်ပါရဲ့ပြူဟာကရိုရှင်းပါတယ်။အရှိအလေပိုင်းမှာဩဇာလွှမ်းမိုးဖို့အီရန်အောင်ကိုရတဲ့အဓိကအဖွဲ့တစ်ခုကိုဖျက်ဆီးပြလိုက်တာပါ။ဒီအဖွဲ့မရှိတော့ရင်အမေရိကန်ကအီရန်ကိုပဲအာရုံစိုက်နိုင်မှာဖြစ်ပြီးအီရန်နေနဲ့အမေရိကန်ကသူတို့လုပ်နေတာကိုမဆောင်ကြည့်နေစေချင်တဲ့အချိန်မျိုးမှာစောင့်ကြည့်ခံရတော့မှာပါ။အီရန်ဟာအတွင်းဘက်ကိုပဲအာရုံစိုက်ဖို့ဖိအားပေးခံနေရပါတယ်။ထရမ်ပါအနေနဲ့သူရဲ့ နောက်ဆုံးလှုပ်ရှားမှုတွေကအီရန်ကိုစောစောစီးစီးစပွဲဝိုင်းပေါ်ရောက်စီမယ်လို့မျှော်လင့်နေပါတယ်။ဒိုင်းရိုက်ဖြစ်ဖြစ်အသွေးဝိုက်ပြီးဖြစ်ဖြစ်ပေါ့။ဒါပေမဲ့ဟူတီတွေကိုဆွလွန်လိုက်တဲ့အချက်ကအီရန်ရဲ့နျူကလ িয়ার ရည်မှန်းချက်တွေအပြင်တခြားအရာတခုကိုပါညှိုးနေပါတယ်။အီရန်နိုင်ငံဟာအားနည်းလာနေတဲ့ဆိုတဲ့အချက်ကိုပေါ်ပြနေတာဖြစ်ပါတယ်။အီရန်ကဒီအချက်ကိုဝန်ခံခြင်းမှဝန်ခံမှာပါ။ Telegraph သတင်းဌာနကဟူတီတွေကိုဆွလွန်တဲ့သတင်းမှာဒီအချက်ကိုထောက်ပြခဲ့ပါတယ်။ Israel ရဲ့ Hamas နဲ့ Hezbollah အပေါ်အောင်မြင်မှုတွေဟ ဟာအမေရိကန်အထက်အီရန်ရဲ့ဩဇာလွှမ်းမိုးမှုကိုအားနည်းစေဖို့အခွင့်အလမ်းဖန်တီးပေးခဲ့ရလို့ဆိုပါတယ်။ဟူဒီတွေလိုပဲဒီအဖွဲ့တွေဟာအီရန်ရဲ့ project ကွန်ရက်ထဲကအဓိကအဖွဲ့တွေဖြစ်ပါတယ်။2024ခုနှစ်မှာအီရန်ရဲ့ history ကိုဒုံပစ်ခတ်မှုမအောင်မြင်တာကလည်းဒီအားနည်းမှုကိုပို့ပြီးတော့ထင်ရှားစေခဲ့ပါတယ်။2024ခုနှစ် April လမှာအီရန်က history ကိုဒုံကြီးနဲ့ drone 300နီးပါးပစ်ခတ်ခဲ့ပါတယ်။ဂါဇာမှာရှိတဲ့ Hamas ကိုထောက်ခံဖို့လှုံ့ဆော်ချက်ပါ Bloomberg သတင်း ဌာနအရဒီလနဲ့ဒီအားလုံးဒီပါဟာတစ်ချခဲရတာသို့မဟုတ်ပြင်းမမထိပဲကြာရောက်သွားတာပါအော်တိုဘာလမှာဒုံးကြီး200နဲ့ဒုတိယအကြိမ်ပြည့်ခဲ့မှုမှာတော့ပိုအားကောင်းတဲ့ဒုံးကြီးတွေသုံးခဲ့ပေမဲ့အလားတူပဲမအောင်မြင်ခဲ့ပါဘူးဒီမအောင်မြင်မှုတွေကအီရန်အတွက်ထိခိုက်စရာဖြစ်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုနှစ်ခုဟာကမ္ဘာတမိုင်းမှာအကြီးအမားဆုံးဒုံးပြစ်ခတ်မှုတွေတရတစ်ခုဖြစ်ပေမဲ့ဘာအကျိုးသက်ရောက်မှုမှမရှိခဲ့ပါဘူးအစ္စရေးကဟာမတ်စ်တိုတိုက်ခိုက်တာကိုမတားဆီးနိုင်ခဲ့သလိုအာနာ ပြဖို့လည်းမအောင်မြင်ခဲ့ပါဘူး။အီရန်ဟာမတော်တဆပဲသူ့ရဲ့ဒုံးကျည်တွေက အစ္စရေးကိုထိခိုက်စေနိုင်လောက်အောင်အာမကောင်မှုဆိုတာတည်တည်ပြလိုက်ပါတယ်။ဒါကြောင့်အမေရိကန်နေနဲ့အီရန်ကသူ့ကိုအကြီးအကျယ်ထိခိုက်စေနိုင်မဲ့ဘာမှမလုပ်နိုင်ဘူးဆိုတာယုံကြည်စိတ်ချနိုင်ပါတယ်။ ဗိုင်လန်တက်ကတူကအကြီးရန်သူတေတီချောက်တာအိုစီရူပင်ပြောသလိုအီရမာဒုံကြီးအမျိုးအစားပေါင်းစုံနဲ့အကွာဝေးအမျိုးမျိုးအတွက်ဒုံကြီးရာနဲ့ချီထုတ်လုပ်နိုင်စွမ်းရှိပါတယ်။အီရန်ရဲ့ဒုံကြီးလုပ်ငန်းမှာအင်ဂျင်နီယာတက်တောင်းကျော်အလုပ်လုပ်နေပါတယ်။ပြဿနာကအီရန်ရဲ့ဒုံကြီးအများစုဟာအလုံးမဖြစ်ဘူးဆိုတာတက်တီပြခဲ့ပြီးဒါကို Hamas Hezbollah အဆက်နဲ့အခုဆိုရင်ဟူသီရီရဲ့အားနည်းမှုနဲ့ပေါင်းလိုက်ရင် American PR ကိုပုံမခံနိုင်နေတဲ့နိုင်ငံတစ်ခုကိုမြင်ရ ပါလိမ့်မယ်။အကြောင်းကအီရန်ဟာစက်ကူကြားတကောင်ပဲဆိုတာဖော်ပြနေလို့ပါ။အီရန်ရဲ့အရှိအလေပိုင်းကွန်ရက်တစ်ခုလုံးဖြိုကွယ်လျက်ရှိပါတယ်။ထရမ်ပါလိုဂျန်ရဲ့အတိုင်းဇဝဲဝိုင်းပေါ်ရောက်လာဖို့အလွယ်ပြီးတော့အီရန်နေနဲ့ဘာမှမလုပ်နိုင်တော့တော့ပါပဲ။ Telegram ရဲ့ဖော်ပြချက်အရ Israel စစ်တပ်ကဂါဇာမှာ Hamas ရဲ့အခြေခံအဆောက်အအုံများစုကိုဖျက်ဆီးပစ်ပြီးတော့ Lebanon မှာ Hezbollah ကိုအကြီးအကျယ်ဆုံးနှိမ့်စေခဲ့ပါတယ်။ Iran ဟာသူ့ရဲ့အကြီးအကဲမဟာမိတ်ဖြစ်တဲ့ Syria သမ္မတဟောင်း Bashar al-Assad ကိုလည်းကာကွယ်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ဒီဇင်ဘာလမှာတပုန်တွေရဲ့အလင်းမြန်တိုက်ခိုက်မှုကြောင့်အာဏာရှင်ဖြစ်သူဖယ်ရှားခံခဲ့ရပါတယ်။ဒါရီအားလုံးက Iran ရဲ့ project ကိုရက်ထဲကနောက်ဆုံးအဖွဲ့တွေပါ။အခုဆိုရင် Iran ကဒီအဖွဲ့ကိုပါဆွလွန်လိုက်ပြီဖြစ်ပါတယ်။ တာဟာအီရန်ရဲ့အမှန်တကယ်အားနည်းမှုကိုနောက်ဆုံးအကြိမ်ဖျားသားလိုက်တာပါပဲ။ဒါရီအားလုံးကအီရန်ဟာအရှိအလေပိုင်းရဲ့အဓိကအာဏာရှင်နိုင်ငံတစ်ခုအဖြစ်ကကြာဆင်းသွားတာကို ဖော်ပြနေပါတယ်။ဒီကြာဆင်းမှုကဟူတီတွေအပေါ်မှာလည်းတက်ရောက်မှုရှိပါတယ်။အီရန်ကအရှိမင်းရနေရုပ်သိမ်းသွားတဲ့အတွက်ဟူတီတွေစီကိုလက်နက်တင်ပို့မှုတွေကိုလည်းရပ်တန့်သွားနိုင်ပါတယ်။အီရန်ဟာသူ့ရဲ့ Shahab 3ဒုံးကျည်တွေကနေအကွာအဝေး 1242မိုင်အထိရောက်နိုင် Borken 3ဒုံးကြီးရေအထိ945မိုင်အထိရောက်နိုင်အားလုံးကိုဟူတီရေစီပေးပို့ခဲ့ပါတယ်ဒီဒုံးကြီးတွေအပြင်ဒရုန်းလေယာဉ်အုပ်စုလေးတွေလည်းပါဝင်ပါတယ်။ဟူတီတွေကဒီလနဲ့တီနဲ့အနီးပင်လယ်မှာတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးဂါဇာကဟာမတ်စ်ကိုထောက်ခံနေနေတယ်လို့ဆိုပါတယ်။ Crisis Group အဖွဲ့ရဲ့အဆိုအရ2023အောက်တိုဘာကလေးကဟူတီတွေဟာဒီလနတီနဲ့အတူသူတို့ရဲ့တင်းငယ်တဲ့ရှေတဲအင်အားကိုပါအတုံးပြုပြီးတော့ပယ်လနီယာဒင်မော်ရီနဲ့အစ္စရီးကိုတိုက်ခိုက်မှု900ကျော်လုံးဆောင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကကမ္ဘာရေကြောင်းသွာလာမှုရဲ့7ရာခိုင်နှုန်းနဲ့ကွန်တိန်နာဒင်မော်လိုင်းတွေရဲ့40ရာခိုင်နှုန်းဖြတ်တန်းရတဲ့ရှေလန်းချောင်းကိုထိခိုက်စေခဲ့ပါတယ်။ရှေမင်တန်တမန်ဟောင်းနဲ့ချက်ထမ်ဟောင်းလက်ရှိသူတွေဒီ Moonmet Sara က Telegraph ကိုပြောကြားရမှာအီရန်ရဲ့ထောက်ပံ့မှုကဟူသီတွေကိုအင်အားရစေခဲ့လို့ဆိုပါတယ်။ Hezbollah နဲ့ Assad အုပ်ချုပ်ရေးပြိုလဲပြီးတဲ့နောက် ဟူဒီတွေဟာအခုဆိုရင်ရှေ့တန်းမှာရှိနေပြီးအလွန်ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နေပါတယ်။သူတို့ရဲ့အတွက်ချက်မှုရရှိမယ်မှာသူတို့ရဲ့နိုင်ငံရေးသက်တမ်းကိုရှေ့စေဖို့ဒီလိုတိုက်ခိုက်မှုတွေလုပ်နေတာပါ။ဟူဒီတွေကအီရန်ကရှာတဲ့ဒုံးကျည်တဲ့ဒရုန်းတွေကိုအီရန်နဲ့ဆက်နွယ်မှုဖုံးကွယ်ဖို့အမိပြောင်းလာအောင်လုပ်ခဲ့ပါတယ်။အီရန်နဲ့ဆက်နွယ်မှုကနေဟူဒီတွေရရှိခဲ့တဲ့အင်အားကသူတို့ကိုဆန်အာမျိုးကိုထိန်းချုပ်ခွင့်ပေးခဲ့ပါတယ်။အဲဒီမှာငွေဆက်ကူတွေပုံနှိပ်ဖို့ဘလို့ကိုစားပြုမှုမှမရှိဘဲအခွန်ကောက်ခံနိုင်ပါတယ်။ ါပေမဲ့အခုချိန်မှာတော့အီရန်ကထွက်ခွာသွားပြီဖြစ်ပါတယ်။ဟူသီတွေကိုအီရန်စွန့်ခွာလိုက်တာက project စစ်ပွဲရဲ့ရှေ့တန်းကနေဆုတ်ခွာလိုက်တာလို့မြင်နိုင်ပါတယ်။အီရန်ကဟူသီတွေကိုအားပေးခဲ့ပါတယ်။ဒါပေမဲ့အခုတော့ဒီအားပေးမှုတွေရလိုက်ပါပြီ။နောက်ထပ်လေးချက်တင်စားမှုတွေမရှိတော့သလိုအီရန်စီကလက်နက်တွေလည်းမရတော့ပါဘူး။အီရန်မပါတော့တဲ့အခါဟူသီတွေက ဖင်လန်နီနဲ့တိုက်ခိုက်မှုတွေနဲ့အမေရိကန်လေတန်းရဲ့တိုက်ခိုက်မှုတွေကိုခုခံနိုင်သေးပေမဲ့အချိန်ကြာကြာတော့မခံနိုင်ပဲပြိုလဲသွားနိုင်ပါတယ်။ဒါကအီရန်ရဲ့ဒီအိုစုကိုဆွန့်လွှတ်လိုက်တဲ့အခါဖြစ်လာနိုင်တဲ့အရာလည်းပါပဲ။ ပူတီရီအောင်နေလာရင်ရှီမင်းရဲ့အစိုးရဟောင်းပြန်လဲအာနာရလာနိုင်ပါတယ်။အခုအချိန်မှာအာနာရှင်စနစ်နှစ်ခုလုံးပြိုလဲသွားတာကိုတချိန်တည်းမြင်တွေ့နေရပါပြီ။အီရန်ကသူတို့ကိုဆွလွန်လိုက်တဲ့အတွက်ဟူတီရီအချိန်အကြာကြီးမခံနိုင်တော့ပါဘူး။ဒါအပြင်အီရန်ရဲ့အင်အားသုံး project တွေနဲ့အရှိအလဲပိုင်းမှာဖိအိုဖျဲဖြစ်အောင်လုပ်တဲ့နီလန်လဲအဆုံးသက်သွားနိုင်ပါတယ်။ဒါအားလုံးကထရန်ရဲ့အဆုံးဖြတ်ချက်ကနေစတာပါ။သူကဟူတီရီရဲ့ဖိအားပေးဖို့လေတတိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။ဒါကဘိုင်ဒန်လက်ထက်မှာဟူ တီတွေဂျုံခဲ့ရတာထက်ပိုပြီးတော့ပြင်းထန်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။